ိုကိုယ်တိုင်ဥဆောင်တဲ့သူဖြစ်နိုင်ပြီလားအဖွဲ့စည်းတွေကိုသွားပြီဆိုရင်အဖွဲ့စည်းတွေမှာဘယ်သူတွေရှိတယ်ဆိုတော့ leader တွေရှိတယ် leader တွေဆိုတာခေါင်းဆောင်တွေအဖွဲ့စည်းတွေမှာခေါင်းဆောင်တွေရှိတယ်ဒါပေမဲ့နောက်လိုက်တိုင်းကမိမိခေါင်းဆောင်မိမိသဘောမကျကြဘူးတည်ကြတယ်ကိုယ်အလုံးမကျတာရှိနေမှာပဲငါဆိုရင်တော့ဘလို့ကောင်းအောင်လုပ်နိုင်တယ်ငါဆိုရင်တော့သူ့ထက်တောင်ငါဘလို့လုပ်နိုင်တယ်စတဲ့အတွေးတွေကျွန်တော်တို့မှာရှိတတ်တယ်အဲ့လိုအတွေးတွေရှိလာရင်ကိုယ်ခေါင်းထဲမှာပြန်တွေးဖို့ကငါဒီခေါင်းဆောင်နိုင်စွမ်းတကယ်ရှိပြီလားဆိုတာ ကျွန်တော်စီးပွားရေးလောကမှာဆိုရှိတယ် SWOT analysis ဆိုတာ SWOT analysis လို့ခေါ်တယ်ကိုယ့်ရဲ့အားသာချက်တွေကိုယ့်ရဲ့အားနည်းချက်တွေပြီးရင်ပြင်ပမှာရှိတဲ့အခွင့်အလမ်းတွေပြီးရင်ပြင်ပမှာရှိတဲ့ကိုယ့်အတွက်ကြားရောက်လာနိုင်မယ့်အန္တရာယ်တွေအဲ့တော့အင်္ဂလိပ်လိုပြောမယ်ဆိုရင် string string ဆိုလို့ရှိရင်ကိုယ့်ရဲ့အားသာချက်ပေါ့ခေါင်းဆောင်တယောက်ဖြစ်ဖို့အတွက်ငါ့မှာအားသာချက်တွေဘာတွေရှိလဲကျွန်တော်သိဖို့လိုတယ် okay weakness okay ခေါင်းဆောင်တယောက်ဖြစ်ဖို့အတွက်ငါ့မှာအားနည်းချက်တွေဘာတွေရှိနေသေးလဲကျွန်တော်သိဖို့လိုတယ် ဲ့ဒါ strong weakness ကကျွန်တော်တို့ internal မှာကျွန်တော်တို့ကျွန်တော်ဆန်းစစ်က okay opportunity ငါကောင်းဆောင်ဖြစ်ဖို့ငါအလုပ်ထဲမှာငါ့ကိုအခွင့်အရေးပေးရလားလူတယောက်က supervisor အနေနဲ့အလုပ်ဝင်လာတယ်သူဒီ manager ဖြစ်ဖို့အတွက်ဖိုက်တယ်အခွင့်အရေးရှိတယ်ဆိုရင်ကျွန်တော်တို့ manager ဖြစ်ခွင့်ပေးရတယ်ဒီလိုပဲရိုးရိုးတန်းတန်း level ဝန်ထမ်းကလည်းအချိန်တန်ရင် supervisor ဖြစ်ဖို့အခွင့်အရေးရှိရမယ်အဲ့ဒါကို career development လို့ခေါ်တယ်ကျွန်တော်တို့ဒီဘယ်နေရာသွားသွားအဲ့လို career development လိုချင်တယ် အကဲအများတစ်ချိန်ချိန်မှာဒီမှာရှိရဆရာဆရာမတွေကိုရီးယားရောက်သွားခဲ့လို့ကိုရီးယားလုပ်ငန်းဝင်တွေဝင်သွားခဲ့ရင်လဲမိမိတို့ဒီမိမိတို့ပိုကောင်းတဲ့အခုရောက်နေတဲ့လက်ရှိတဲ့ပိုကောင်းတဲ့အရာကိုလိုလားတယ်ပိုကောင်းတဲ့အရာကိုဖြစ်ချင်တဲ့လူတွေတပြုံကြီးပဲဒီနေရာမှာပဲငါကျင်နေမယ်ဆိုတော့ဆိုအိတ်စိတ်မတွေးရအောင်ကိုဒီနိုင်ငံရဲ့ချာမှာတက်လို့တယ်မိဘတို့သူတို့ကိုရီးယားနဲ့ပြိုင်ပြီးလောက်ပါတာလဲပြင်ပြနေတယ်မြန်မာချင်းချင်းပြိုင်ပြီးလောက်ပါတာလဲပြင်ပြနေတယ်ကျွန်တော်တို့ဒီ career development ကိုဒီထက်ပိုကောင်းတဲ့ဥစ္စာကိုတွေးဖို့ဒီထက်ပိုကောင်းတဲ့နေရာကိုရောက်အောင်လမ်းဖို့အဲ့ဒီတောင်ကျွန်တော်မှရှိတယ်